။ဓမ္မပရိသတ်တွေအားလုံးမင်္ဂလာပါ။ဘွာရဲကဓမ္မများဆိုပြီးတော့ဘွာရဲမှာကျွန်တွေ့ခဲ့ရတဲ့ဓမ္မအသိဉာဏ်တွေဘွာရဲမှာရင်ဆိုင်တွေ့ခဲ့ရတဲ့ဓမ္မအတွေ့အကြုံတွေကိုအဝေကဖြစ်ပွဲပြန်လဲမျှဝေလာခဲ့တာဒီတစ်ပတ်အပိုင်းအေးဆက်ကုန်ကိုရောက်ရှိလာခဲ့ပါပြီ။ အဲ့တော့ဘဝဆိုတာရှိနေသမျှဘဝထဲမှာကျုံ့ပြရတဲ့အရာတိုင်းကိုဓမ္မအမြင်နဲ့တွေးနိုင်မယ်ဆိုရင်ဘဝတွေကဓမ္မတွေကတော့များစွာရှိနေမှာပါပဲအဒီတစ်ပတ်မှာတော့ငငယ်ရန်သိခဲ့တဲ့အသည့်နဲ့အသက်အရွယ်တစ်ခုရောက်မှကျုံ့ပြလာရတဲ့ဘဝအသည့်နှစ်ခုပေါင်းဆက်ပြီးတော့ဓမ္မအသည့်ဉာဏ်လေးတစ်ခုကိုဒီတစ်ပတ်မှာ share လုပ်ပြီးတော့ပြန်လည်မျှဝေလိုပါတယ် ဲ့ဒီတစ်ပတ်ကိုတော့ခေါင်းစဉ်လေးကိုအလုံးနားလည်လွယ်အောင်ကနန်းလို့လူလို့နာမည်လေးပေးပြီးတော့ဆင်းနေကြရအောင်အဲ့တော့ကနန်းလို့ပြောလိုက်တာနဲ့ချွတ်ချွတ်ကလည်းပဇွန်လုံးလို့ခေါ်ကြတယ်အခေါ်တော့ကိုယ်ကောင်းကိုရပါလိမ့်မယ်အဲ့တော့မိတို့ငယ်စဉ်ကာလကလေးဘဝတုန်းကဒုသူတောင်သားတွေဖြစ်တဲ့အတွက်ကြောင့်နေတဲ့နေရာထဲမှာဆောင်းငန်းနေသွားတဲ့အခါ ကနန်းဆိုတဲ့တရဝါလေးတွေကိုတွေ့ရတယ်။တွေ့တဲ့အခါတိုင်းမှာသူတို့ကကျွဆွကနန်းလေးဆိုညက်ကြီးတွေကအကြီးကြီးနဲ့သူတို့လက်မကြီးတွေကအကြီးကြီးနဲ့အမတန်ကြောက်စရာကောင်းပါလေ။အဲ့လိုကနန်းတွေကိုမြင်ကြောက်စိတ်ဝင်မိတော်냐လဲစူးစမ်းစဉ်ချင်းတဲ့စိတ်ကလည်းထိမရခဲ့ပါဘူး။ဘာလို့များသူတို့ဒီလိုမျိုးသွားလာလှုပ်ရှားနေတယ်လို့စိတ်ထဲမှာစိတ်ဝင်စားကြီးမိခဲ့တယ်။ ဘာကြောင့်ဆိုလဲလဲဆိုတော့ကနန်းဆိုတဲ့တတ္တဝါလေးဟာတက်တယ်မသွားပဲနဲ့ကန့်လန့်သွားတာကိုတွေ့အောင်ဆိုတော့မာလေလက်ဒီအများကြီးဘာသူတို့နာကက်ပြီဆိုတာနဲ့အဲ့လက်မကြီးကိုထောင်ပြီးညှက်ဖို့အစင်တဲ့ဖြစ်နေတတ်တာမျိုးတွေ့ရတယ်တခါကိုကနေပြီးဒါကက်လိုက်ပြန်ပြီဆိုပြန်တော့လဲ ဘလို့မှစိတ်မချတဲ့ပုံစံနဲ့ညံမဲ့တကယ်ကြီးကဒါဆိုလည်းလွတ်လွတ်လပ်လပ်သွားပါလေဆိုပြီးတော့လှုပ်ပြလိုက်ပြန်တော့လေတကယ်ကိုမှကလန်သွားကြခဲ့တဲ့စိတ်ဝင်စားတဲ့အလွန်ကောင်းတဲ့ဒီကနန်းဆိုတဲ့တော်ဝါလေးကိုနေတော့ကစိတ်ထဲမှာဆွတ်ဆွတ်မြင့်မြင့်နဲ့မမိပြီးတော့နေရာယူထားခဲ့တာအခုလိုအသက်ရွယ်တွေရလာတော့ အဲလုတ်အလုတ်လေးတွေလုတ်လာတဲ့အချိန်ကြပြန်တော့ငယ်တော့အတွေ့ခဲ့တဲ့ကနန်းကိုတော့မတွေ့တော့ပဲလို့အဲ့လိုကနန်းနဲ့ခရိုက်တာချင်းတူတဲ့လူမျိုးတွေနဲ့ကိုကနန်းနေနဲ့လည်းပြန်ပြီးတော့တွေ့ကြရပြန်ဘာလို့ဒီလိုပြောရလဲလို့မေးရင်နေသားတစ်ခုအလုတ်လုတ်ဖို့လောက်ကြကင်ကြပြီတိုင်မြင်ဆွေးနွေးကြပြီဆိုရင်ကဲ အကြီးမို့လို့အရှင်းရနေပြီးတော့ဥဆောင်ပြီးတော့လှုပ်ပါနောက်ကလိုက်ပါမယ်လို့ပြောပြန်တော့လေလှုပ်ချင်းတလို့လို့မလှုပ်ချင်းတလို့လို့မထူပါဘူးလေငါတို့ပဲလှုပ်လိုက်ပါမယ်ဆိုပြန်တော့လေငါလိုလူကနောက်ကလိုက်เสียရလားငါလိုအစင်းနဲ့နဲ့နောက်ကလိုက်เสียရလားဆိုလက်မလေးထောင်ထောင်ပြီးတော့ကန်လန်တိုက်ကြပြန်ကြဲဒါဆိုရင်တော့မထူပါဘူးအတူတူတကွလက်တွဲပြီးလှုပ်ကြိုက်အောင်ဆိုပြန်တော့လေနောက်နဲ့အတူတူလှုပ်ရင်ငါသိခံကြရတယ် ဆိုပြီးတော့တန်းတူမသွားဘဲနဲ့ကန့်လန့်သွားတယ်။ကိုကနန်းတွေကလည်းဇနုလောကကြီးမှာတပုံတပင်တွေ့ရှိနေကြပါတယ်။အဲ့တော့ကိုပဝန်းကျင်မှာကနန်းလူလူတွေများစွာတွေ့ကောင်းတွေ့ဖို့ပါလိမ့်မယ်။တို့ကဘဝဆိုတာကြီးကိုအပိုင်ဝယ်ထားရတဲ့ပုံစံမျိုးနဲ့တို့လောက်သမ ्या ကိုအမှန်ထင်ငါလောက်လိုက်ရင်ဘလို့အစဉ်ပြေးလိမ့်မလဲ။ ငါလုံးလိုက်ရင်ပိုကောင်းသွားမှာဆိုတာမျိုးတွေ ਨੇ ရှိကနေပြီးတော့ထောင်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 လက်မှတ်လေးတထောင်တထောင်ထောင်နဲ့သွားတယ်ဒါပေမဲ့တကယ်ဥမဆောင်နိုင်တဲ့အချိန်သိပြန်တော့လည်းပဲနောက်ကလိုက်ပါဆိုတော့လေကောင်းကောင်းမလိုက်ပြန်ကဲဘေးရှင်တွေ့ပြီးသွားကြရအောင်တူတူလောက်ကြရအောင်ဆိုပြန်တော့လေကိုကနန်းတို့ကကန့်လန့်တိုက်ကြပြန်တယ်အဲ့တော့မိရဲ့ပဝန်းကျင်မှာ ကနန်းလိုလိုတွေနဲ့တွေ့ပြီးဆိုရင်ဘိုးဝေးကရှောင်ဖို့တိုက်တွန်းလိုပါတယ်ဒါလို့မရှောင်နိုင်ဘူးဆိုပြီးဆိုလို့ရှိရင်လေမျိုးစိတ်ထဲမှာကနန်းဆိုတဲ့အတ္တဝါလေးနဲ့အဲ့ဒီကိုယ်ပုံဝင်ချင်မှရှိတဲ့လူတွေကိုရှင်တွဲပြီးတော့ဩတနာစရာလေးပါလားလို့စိတ်ထဲမှာတွေးပြီးတော့ခွလွန်နိုင်မှသာလေမိမိတို့လုပ်ငန်းတွေဖြစ်ချင်တာတွေအဆင်ပြေကြပါလိမ့်မယ် ဲ့တော့လူကနန်းလိုလူအဖွဲ့စည်းတွေလည်းများစွာရှိတယ်အဲ့လိုအဖွဲ့စည်းတွေကိုရောက်သွားပြီဆိုရင်တိုးတက်ဖို့လွယ်တယ်လို့စိတ်ချမ်းသာဖြစ်ဖို့လည်းမလွယ်ပါဘူးဒါကြောင့်ကနန်းဆိုတော့တတ္တဝါတွေနဲ့မဆုံးမှုလို့လို့ကိုကိုတိုင်းလည်းကုမိသားစုအတွက်ကိုညီကိုမောင်နှမအတွက်ကနန်းမဖြစ်ဖို့လိုအပ်ပါတယ်ဒါလို့ကိုမလုံးနိုင်ဘူး လုံနိုင်တဲ့သူကိုကြည်စီပြီနဲ့လမ်းဖယ်ပေးဖို့လိုသလိုအရှိရဥဆောင်ပြီးသွားနေတဲ့မိသားစုညီကောင်မောင်နှမနောက်ကိုလည်းကောင်းကောင်းမွန်မွန်တည့်တည့်မမတ်သဘောထားကြည်စီနဲ့လိုက်နိုင်မှုလည်းလိုပါတယ်။အဲနောက်ဆုံးအတူတူကရင်ဆိုင်ပြီးဖြည့်ရှင်းကြမယ်ဆိုတဲ့အခါမှာလည်းဘလို့အချိန်လေးမှမကန့်လန့်မတိုက်ဖဲနဲ့ဖြောင်ဖြောင်မမန်စိတ်ထားမမန်နဲ့အတူတူကရှင်တွေ့ပြီးလောက်ကင်မယ်ဆိုရင် မိတို့ဖြစ်ရှင်တဲ့ဟာတွေဘဝမှာအောင်မြင်မှုတွေအားလုံးဟာပြည့်စုံကြမှာဖြစ်ပါတယ်။ဒါကြောင့်ကနန်းလိုလူများတွေနဲ့လူလူများလူလူကနန်းလိုပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံတွေ့ကြပါစေနဲ့လို့မိမိကတော့လိုလိုဆုတောင်းမိပါတယ်။ဒါကြောင့်အားလုံးဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့လည်းပဲကိုယ်တိုင်လည်းကနန်းမဖြစ်ပါစေနဲ့ကနန်းလိုလူများနဲ့လည်းမဆုံတွေ့ကြပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။